အနုပညာအလုပ်တွေနားထားပေးမယ်တိုင်းနိုင်ငံကရုပ်ရှင်ဇာတ်ကားကြီးမှာတရုတ်ဆောင်ခွင့်ရရှိထားတဲ့မင်းသားတောင်းမင်္ဂလာပါပရိသတ်ကြီးရေမင်းသားတောင်းကတော့တီတီခန့်ညားတဲ့ရုပ်ရည်ကြောင့်မင်္ဂလီပရိသတ်တွေရဲ့တခဲနဲ့အားပေးခြင်းကိုရရှိထားသူတယောက်လည်းဖြစ်ပါတယ်အောင်မြင်ကြောက်ကြတဲ့မင်းသားတလက်ဖြစ်ပေမယ်တောင်းကအနုပညာအလုပ်တွေကိုရနာထားခဲ့တာပါလွန်ခဲ့တဲ့9နှစ်ကျော်လောက်ကလေးကအနုပညာအလုပ်တွေကိုရနာထားခဲ့တာဖြစ်ပါတယ်မင်းသားတောင်းက အခုလက်ရှိမှာတော့ ုင်ငံသားမှသွားရောက်နေထိုင်နေတာဖြစ်ပြီးအရေးအချင်းရှိတဲ့မင်းသားတလက်လည်းဖြစ်ပါတယ်။အမှုပညာအလုပ်တွေကိုရည်နာထားတယ်လို့ပြည်သက်တွေကထင်နေပေမယ့်တကယ်တမ်းမှာတော့မင်းသားတောင်းကနိုင်ငံသားရုပ်ရှင်ရိုက်ကူးရေးအဖွဲ့တွေစီကပါသရုပ်ဆောင်မှုကလန်းခံထားရတာလည်းဖြစ်ပါတယ်။တောင်းကအောင်မြင်စားပြုလာတဲ့အချိန်ကလေးကထိုင်းနိုင်ငံကမြန်မာနိုင်ငံအကြောင်းထည့်သွင်းရိုက်ကူးထားတဲ့ဇလန်တွဲထဲမှာလည်းမင်းသားတဦးအနေနဲ့ရိုက်ကူးခွင့်ရရှိခဲ့တာလည်းဖြစ်ပါတယ်။ဒါအပြင်ဒီနှစ်ပိုင်းအတွင်းမှာလည်း ထိုင်းနိုင်ငံကရိုက်ကူးထားတဲ့ရုပ်ရှင်ဇာတ်ကားကြီးမှာမင်းသားထောင်းကပါဝင်တရုတ်ဆောင်ထားတာဖြစ်ပါတယ်။တရုတ်ဆောင်စဉ်အချိန်နှုန်းကအတိမပေးပဲရုပ်ရှင်ဇာတ်ကားကြီးယုံတင်တဲ့အချိန်မှသာပြည်သက်တွေကိုအတိပေးလာခဲ့တာဖြစ်ပါတယ်။မကြခင်မှာပဲအစိုးရရုပ်ရှင်ဇာတ်ကားကြီးကိုယုံတင်ပြသတော့မှာဖြစ်ပါတယ်။ဟိုမူကတိဆိုတဲ့ထိုင်းရုပ်ရှင်ဇာတ်ကားကြီးမှာတရုတ်ဆောင်ခွင့်ရရှိထားတာဖြစ်ပြီးရုပ်ရှင်ဇာတ်ကားကြီးကတော့ဒုတိယကမ္ဘာစစ်ကာလအတွင်းကျင်းစားတဲ့နေတဲ့မိုင်းတွင်းတစ်ခုထဲမှာပိတ်မိနေတဲ့ ဂျပန်စစ်သားတွေနဲ့အကျဉ်းသားတွေရှေးခေတ်အရာမှကင်းချီများတတဝါကြီးတွေနဲ့ရင်ဆိုင်ရတဲ့အကြောင်းကိုရိုက်ကူးထားခဲ့တာလည်းဖြစ်ပါတယ်။အခုလိုအရေးအသွေးပြည့်မီတဲ့ထိုင်းရုံရှင်ဇာကားကြီးထဲမှာပါဝင်ရိုက်ကူးထားတဲ့အတွက်ပြည်သက်တွေကလည်းဝမ်းသာဂုဏ်ယူနေကြတာဖြစ်ပါတယ်။ဒါအပြင်ဖြူဖြူကျော်သိန်းကလည်းမင်းသားတောင်းအတွက်ဝမ်းသာကြောင်းနဲ့အရေးအချင်းရှိတဲ့သူတွေကဘယ်နေရာမှာမဆိုတောက်ပနေကြောင်းကိုချီးကျူးထားတာလည်းဖြစ်ပါတယ်။မင်းသားတောင်းကတိုင်းဆက်လန်တွဲထဲမှာတယောက်ဆောင်တော့ကလည်း အမျိုးသမီးထုကြီးကြားမှာနာမည်ကြီးခဲ့တာဖြစ်ပြီးစုကြီးကိုလည်းရရှိထားခဲ့တာဖြစ်ပါတယ်။မင်းသားထောင်းရဲ့အကြည့်တွေတရုတ်ဆောင်ချက်တွေကြောင့်ပြည်ပနိုင်ငံတွေနဲ့ဇက်ကားရိုက်ကူးခွင့်ရဖို့အလားအလာများနေတဲ့မင်းသားတက်လက်လေးဖြစ်ပါတယ်။